နှစ်ယောက်လုံးကတော့ဟိုသူ့ကိုမုန်းနေချက်တယ်မဟုတ်ပါဘူးအမှုပညာနဲ့ပတ်သက်ပြီးတော့တိစက်မှုတွေဖြစ်တဲ့အတွက်အကိုကတော့အခုဒီညမှာလာပြီးတော့သူ့လည်းကာရဝပြုတ်ပြီးတော့တောင်းနော်ဂီတမှာပေါ့နော်အခုဂီတလောက်မှာဂီတကောင်းကြီးတောက်တယောက်ဟိုဟိုဘယ်လိုလဲ ပြိုင်ကြတာပေါ့ကွာတခါကျတော့ဥမာပေါ့သူကလည်းအစီအစဉ်မှာဟာငါကျွန်တော်ဒီနေရာတက်ချင်တယ်အခုလည်းအခုတက်လို့မရဘူးဒီနေရာမှာတခြားဆိုတော့ရှိတယ်ဆိုအဲ့လိုမျိုး programmer ဆိုအခုလည်းသူလည်းအများကြီးရံပစ်နေရတယ်ဒါပေမဲ့အခုကဂီတာမှုဆိုရင်စင်ပါသူကအခုကသူအခုကြီးမကျော်တဲ့ကျော်လို့မရဘူးသူကဟာကျွန်တော်ဘာမှကျော်လို့လည်းခင်ဗျားဝါရအဲ့လိုကျော်တော့ပညာပြိုင်နေကြတာပေါ့နော်အဲ့လိုပြောရတာပွဲစားကြတော့သူပြည့်တက်ကလည်းသူ့ကိုကြိုက်တယ်သူ့ကိုကြည့်တယ်ရှင်ဒါပေမဲ့အခုတော့လည်းတခါကျတော့သူ့ကိုတိန်းထားခြင်း ကျတော့ तू အပိတ်ပါဆိုရမယ်လူ तू ကရှေ့ဆိုပြီးနောက်တော့ပဲကူးပဲဆို तू ကလည်းအကိုကြော်တက်တယ်အဲ့လိုမကြအကုန်လုံးနဲ့သူတွေကြာမှာအမြဲတမ်းစိတ်ဆိုးစိတ်ကောက်တာတွေတော့အမြဲတမ်းရှိခဲ့ပါတယ်ပေါ့နော် तू ကလည်းပြေးသက်ကိုတင်ဆက်ပေးခြင်းနဲ့အကိုကလည်းပြေးသက်ကိုတင်ဆက်တဲ့ချိန်မှာအကုန်လုံးပြေးသက်အားလုံးမြတ်တာတာအမှုမြန်တော့ကြီးကြီးစေချင်တယ်ပေါ့နော်ဒါကကြတော့ရေကျော်သတင်းကျွတ်တွေပါအကို तू အမြဲခေါ်တယ်ရေကျော်သတင်းကျွတ်တွေကွဲလိုက်လို့လို့ခေါ်တယ်ဘူချုပ်အဲဒီကုံမှာလုပ်တဲ့ညောက်ဒီကုံမှာလုပ်တဲ့ဘူချုပ်ချေရုပ်ဖွင့်ပွဲပေါ့နော်ရေကုံငွေရှာပွဲဆိုလို့ तू အမြဲတမ်းခေါ်တယ်ဒါကြတော့အဲ့လိုမျိုးအကိုတို့ကပွဲလုပ်တဲ့ခါကျတော့ तू ကိုတို့ကဘောလုံးသမားလို့ပြောရဲ့ သူဝဲထွက်ကမနေရမှာအကောသူထားထားတယ်သူကတခါကျတော့လေကြိုထွက်ကျင်တယ်ထွက်ကျင်တဲ့ခါကျတော့သူကအဲ့လိုဖြစ်တဲ့ခါကျအကောတော့ကသူနဲ့ဂီတာမူးဆိုအကောတခါ program ကိုရှေ့ကကြီးထားတယ်သူလည်းမဟုတ်ပဲတက်လာအကောဆူရတာတွေရှိတယ်ရှေ့ကအမေကအကောလူငယ်ပေါ့သူ့မဆူသိမ့်ဘူးနော်ဒါပေမဲ့အကောတော့ကျတော့လေအဲ့လိုမှမထင်ရင်ဂျန်နဲ့ဆိုလို့ရဟာအကောကတော့ဟိုကိုချင်းချင်းကြချင်းချင်းကြမပြောဘူးကျွန်တော်တို့ကျတော့ပြောတယ်ဖြစ်မှာဆိုတော့အကောလူကြီးလူငယ်မပြောအကောလုံးထိန်းတဲ့ခါကျတော့အဲ့လိုသူနဲ့ကောနဲ့ပို့တိုက်မှုလေးတော့ရှိတာပေါ့နော်တခါကျစိတ်ဆိုးစိတ်ကောက်တာလည်းရှိတယ်မခေါ်တာလည်းရှိတယ်ဒါပေမဲ့ဘယ်လိုပဲဖြစ်ဖြစ် အမှုပညာတော့အကူကလုံးဝသူ့ကိုလုံးဝ perfect အမှတ်ပေးပြီးသားပဲเนาะအမှုပညာနဲ့ပတ်သက်လို့တော့အကူကလုံးဝကိုချင်းကြီးကြီးတချင်းတွေကိုလည်းကိုငယ်တည်းကအကူအမှန်တမ်းပြောကျောင်းသားဘွားတွေကလည်းသူဒီဆွဲနေပြီးတော့ဟိုဒီမိုးပေါ့เนาะပါတဲ့တချင်းခွေတွေအကုန်လုံးပေါ့เนาะအကူအကုန်ကြိုက်ခဲ့ရအကူကြီးဂျင်းကြီးတချင်းတွေပေါ့ဆိုအကူတင်းကြမ်းမှန်းသူများမကြောက်ဘူးတဲ့တချင်းတွေလည်းအကူအရန်ကြိုက်တယ်အများကြီးတခါလဲဟိုကိုဗစ်တုန်းကလည်းအဲ့လိုပဲ ဟိုကိုချင်းမောင်ကိုပြောတယ်ကိုကိုမောင်ကျွန်တော်တခြင်းလေးတမို့ဆိုကြတယ်ဆိုတော့ကိုမောင်ပြောဘယ်ဆင်းဆိုမှလဲပြောတော့ကိုညိတခြင်းလုံးကိုမောင်ရေးပေးတာဆိုတော့အဲ့ရှင်သူတော်ဟိုဘယ်လိုပြောမလဲမစင်းစားမိဘူးနော်ကိုညိနဲ့ဆင်မောင်ဘယ်တော့မဆိုဘူးအဲ့နဲ့ကိုကဆိုမယ်ဆိုတော့အမတ်တရားကိုဗစ်တော့အိမ်မှာလှုပ်ခွေးသေးတယ်နောက်ဆုံးကကိုမောင်ကကိုနေတော့တဲ့ကျွန်တော်ကတဲ့အဲ့တခြင်းကို selection မှာပြန်ထွက်မှာမလို့ကိုနေတော့ခဏလေးစောင့်မေးပါဆိုစောင့်လိုက်ရင်းကိုတနေ့ကကိုမောင်ပြန်ဆက်တယ်ကျွန်တော်ပြီးသွားပြီလေထွက်ပြီးသွားရဲကိုနေတော့အချင်းကြီးတခြင်းကိုလည်းပုံပုံစံတစ်မျိုးနဲ့ဘယ်လိုဖန်တီးမလဲကျွန်တော်အရင်စိတ်ဝင်စားရတယ်တင်လိုက်ပါလားဆိုအကောလည်းအဲ့ကျတော့လှုပ်ပေါ်မှာပြင်းသွား ပြောရတယ်အဲ့တခြင်းဟောလေသူအရင်တော့ဆင်ဘောကတခြင်းပွဲတော်နေပြီပါဘူးတဲ့ဖြည့်ရှင်းခွင့်တောင်းလိုက်ပါတယ်ဆက်တခြင်းလေးအရင်ကောင်းတယ်ကိုရမ်းကြိုက်တယ်သူကတခြင်းလေးတစ်ပုတ်ကြပြလေးတစ်စားကိုမင်းကြောင့်ရင်းဆက်လိုက်တယ်ဆိုကိုညီဆိုတော့အရင်ကောင်းတယ်သူကခုနပြောသလိုအလွမ်းကပီးတို့ဟိုဟောလေပလက်ဖောင်းရှိုးတို့ဒီမိုးတို့သာလူတွေကတည်တာလေအကွာကြအဲ့လိုကြကြမမှန်တခြင်းလေးတွေကိုကြိုက်ကြတာပါသူကတခြင်းတော့အဲ့ခုနပြောတဲ့ဖြည့်ရှင်းခွင့်တောင်းလိုက်ပါတယ်ဟိုအရင်ကြိုက်တယ်သူ့မှာအခုမှားတဲ့စိတ်ထားမှန်းတွေရှိခဲ့ရတယ်အခုခွင့်လို့ဖို့တောင်းပန်ပါတယ်အခုကိုရဲကလည်းစင်မမလောက်ရတဲ့အလုတ် အတိုင်းတာရချုပ်ကိစ္စမှာ तू အလိုမလိုက်နိုင်တာရှိခဲ့ရင်လည်းအခုခွင့်လွှတ်ပေးပါလို့ဒီနေရာနေပေါ့နော် तू ကိုတောင်းပန်ချင်ပါတယ်အခုမှမားနိုင်တယ်မားနိုင်ပါတယ်နှစ်ယောက်လုံးကတော့ဟိုသူ့ကိုမုန်းနေချက်တယ်မဟုတ်ပါဘူးအမှုပညာနဲ့ပတ်သက်ပြီးတော့ထိစပ်မှုတွေဖြစ်တဲ့အတွက်အခုကတော့အခုဒီနေရာမှာလာပြီးတော့သူ့လည်းကာရောပြုတ်ပြီးတော့တောင်းပန်တာပေါ့အခုဘက်ကအမားရှိလေခွင့်လွှတ်ပါပေါ့နော်အခုဘက်ကလည်း तू နဲ့ပတ်သက်တဲ့အမားတွေအကုန်လုံးကိုလည်းအခုခွင့်လွှတ်ပါတယ်ရှိခဲ့ရင်ပေါ့နော်အခုဒါအားလုံးတမိုင်းမှာကြောင်ရောဖြူစီစဉ်တဲ့လမ်းခွဲနှုတ်ဆက်ကြတဲ့ပုံလေးနဲ့